ြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။ဒီမှဒီနေ့ပထမဆုံးတင်ဆက်ပေးချင်တာကမိဘပြည်သူများသတိပြုစရာသတင်းလေးတစ်ခုကိုအရုံးဆုံးပြောပြချင်ပါရှင့်။ကျမတို့ရဲ့မြန်မာနိုင်ငံမှာ April လတစ်လအတွင်းမှာရင်တိုက်မှုကအပြန်အမြန်လမ်းမှာဖြစ်သွားခဲ့တဲ့ရင်တိုက်မှုပေါ့နော်။73ကြိမ်တိတိတောင်မှာဖြစ်ပွားခဲ့ပါရှင့်။ဒီလိုမျိုးဖြစ်ပွားခဲ့တဲ့အတွက်ထိခိုက်ဒဏ်ရာရရှိတဲ့သူက43ဦး၊သေဆုံးသူက3ဦးနဲ့ပျက်စီးမှုတန်ဖိုးက953သိန်းဖို့တောင်မှပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ပါရှင့်။တော်တော်ကြီးမားတဲ့ဆုံးရှုံးမှုသာဖြစ်ပါရှင့်။ ီလိုမျိုးအမြန်လမ်းမှာပေါ့နော်ရန်ကုန်မန္တလေးအမြန်လမ်းမှာရှင်တိုင်းမှုဖြစ်ပေါ်ရတဲ့အကြောင်းရင်းတွေကလူကြောက်ဖြစ်ပွားခြင်းရင်ကြောက်ဖြစ်ပွားခြင်းလမ်းကြောက်ကြောက်ဖြစ်ပွားခြင်းနဲ့ရှားသည်ဥရုကြောက်ဖြစ်ပွားခြင်းဆိုပြီးတော့ဖြစ်ပွားရတဲ့အကြောင်းရင်း၄ချက်ရှိပါရှင့်အဲ့ဒီမှာမှလူကြောက်ဖြစ်ပွားခြင်းဆိုတဲ့အကြောင်းအရာကအများဆုံးဖြစ်ပွားတဲ့အကြောင်းအရာဖြစ်နေပါရှင့်ဒါကြောင့်ကျမအနေနဲ့ဒီနေ့မှဆိုရင်ရင်မောင်းတဲ့သူတွေလိုက်နာရမယ့်အချက်လေးတွေကအနည်းငယ်လေးကိုကျမမျှဝေပေးချင်ပါရှင့်ရင်မောင်းတဲ့သူတွေဟာဆိုရင်ဒီ ရေတိုက်မှုဖြစ်တဲ့ကိစ္စရပ်တွေမှာပေါ့နော်အားနည်းချက်တချို့ကြောင့်ဖြစ်တတ်ပါရဲ့ရှင်အဲ့ဒါပါလဲဆိုတော့မွေးရည်စေးဝါးနဲ့အရက်သေးစားတောက်စားပြီးတော့မောင်းနေတဲ့အတွက်ဖြစ်တဲ့ပင်မန်းနွမ်းနေတဲ့အတွက်ဖြစ်တဲ့ပုံသုံးပြီးတော့ကောင်းမောင်းတဲ့အတွက်ဖြစ်တတ်ပါရဲ့ရှင်ဒါပြင်ရေစည်းကမလိုက်နာပဲနဲ့အ мян နှုံးကျော်ပြီးတော့မောင်းတာမီးနီမီးဝါဖြတ်ကျော်တာမှားရင်တော့ရင်ကြောပြောင်းခြင်းတွေကြောင့်လေရေတိုက်တဲ့ကိစ္စတွေဖြစ်နိုင်ပါရဲ့ရှင်ဒါပြင်ရင်ကြောင့် စက်ပိုင်းဆိုင်ရာချွေးရင်းတဲ့ကိစ္စလည်းဖြစ်တတ်ပါတယ်။တချို့တွေကခရီးဝေးသွားမယ်ဆိုရင်ကိုယ့်ရဲ့ကားကိုတေးချစွာမစစ်ဘဲနဲ့ခရီးဝေးသွားတတ်တဲ့အသေးထားလေးရှိပါရှင့်။ဒါလေးတွေကိုဖြစ်နိုင်မယ်ဆိုအဲ့ဒီအကျင့်လေးဖြောက်ပေးပါ။ကိုယ်ကခရီးဝေးသွားလို့ရှိရင်ရင်ကိုတေးချလေးပေါ့နော်။စစ်ဆေးပြီးတော့မှပဲသွားကြစီတင်ပါရှင့်။ရှင်တိုင်းမှုတွေဖြစ်ပေါ်တာနေပါဖို့အတွက်အကြံပြုချက်လေးနေနေဆိုရင်ရင်မောင်းနေအနေနဲ့ရဲတောက်ပြီးတော့ကောင်းမမောင်းရဘူးအနားယူပြီးမှခီးဆက်မယ်ပြီးတော့ရင်စည်းကမ်းလမ်းစည်းကမ်းကိုဂလိုက်နာရပါမယ်ရှင့်ပြီးတဲ့အခါမှာရင်ကိုပုံမှန်စစ်ဆေးထိမ့်သိမ့်တာလောက်ရမယ် လမ်းအခြေအနေနဲ့ကိုက်ညီအောင်ရေးကစိုက်မောင်းနေရမယ်ရှင်။ဒါလေးပြစ်လို့မယ်ဆိုရင်တော့ရင်းအနယ်ကိုရှော့ချနိုင်မှာဖြစ်ပါရဲ့ရှင်။အမြန်လမ်းတွေမှာရင်းတိုက်မှုတွေကိုကာကွယ်နိုင်တဲ့အကောင်းဆုံးနည်းလမ်းကတော့သတိပြုမောင်းနေခြင်းနဲ့တာဝန်ယူမှုရှိတဲ့ရင်းမောင်းနည်းလမ်းများသာအရေးကြီးဆုံးအချက်တွေဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြထားပါရဲ့ရှင်။ဒါကြောင့်ရင်းမောင်းတဲ့သူတွေအနေနဲ့ကိုယ်ကရင်တစည်းကိုမောင်းနေတယ်ဆိုရင်ဒီရင်ပေါ်မှာပါလာတဲ့သူတွေအားလုံးရဲ့အသက်ဟာကိုယ့်ရဲ့လက်ထဲမှာရှိတယ်ဆိုတာမမေ့စေချင်ပါဘူးရှင်။ဒါကြောင့်ရင်ကိုမောင်းနေတဲ့အခါမှာဆိုရင်လည်း license ရတဲ့အထိပေါ့နော်တက်ကြွဆိုတာမောင်းနေတင်ကြပြီးတော့မှ license ရအောင်ဖြည့်ပြီးတော့မှပဲကားကိုမောင်းစီခြင်းမရှင့်တချို့တွေကရင်မောင်း license မရှိဘဲမောင်းနေရရှိရဲ့ရင်မောင်း license ဖြည့်တယ်ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးရှင့်ဘာကြောင့်ရင်မောင်း license ဆိုတော့ဖြည့်ခိုင်းတာလဲဆိုရင်ရင်တစည်းကိုတေချာစွာပေါ့နော်စီကံတကြမောင်းနေတက်ပြီလားဆိုတော့စစ်ဆေးတာဖြစ်ပါတယ်ဒီလိုမျိုးစာမှုပို့တော့မဖြည့်ပဲနဲ့တချို့ဆိုရင်မောင်း license ကိုပေါ့နော်ပတ်စံပေးပြီးလုပ်တယ်ဆိုတော့အခက်ကိစ္စတွေလဲကြားသိရပါရှင့်ဒါလေးတောင်မသိတော့ပါဘူးနော် ကိုကပတ်စံပေးပြီးတော့ရင်မောင်းလိုင်စင်ယူလိုက်တယ်ဆိုရင်ကိုကရင်မောင်းတဲ့ကိစ္စရက်ကိုတေချာဆိုတာမတက်ကြွမ်းဘူးဆိုရင်ကိုပဲထိကြိုက်မှာရှင့်ကိုပိသားစုပဲထိကြိုက်မှာပါဒါလို့မမေ့စေချင်ပါအောင်ရှင်ဒါကြောင့်ရင်မောင်းလိုင်စင်ဖြည့်တဲ့အခါမှာကြရတယ်ဆိုနောက်ကြိမ်ထပ်ဖြည့်ပါအောင်နဲ့ထိဖြည့်ပါရှင်ဒီလိုမျိုးဖြည့်ခြင်းအပြင်ကိုရဲ့ရင်ပေါ့နော်ရင်ပေါ်မှာမောင်းနေနိုင်တဲ့စွမ်းရင်လည်းတက်လာမယ်ရေစည်းကမ်းလမ်းစည်းကမ်းလိုပို့ပြီးတော့နားလည်လာမှာဖြစ်ပါရှင် ။ကျမောက်နိုင်ငံမှာရင်းစည်းကန်လမ်းစည်းကန်နားမလဲပဲနဲ့ရင်မောင်းနေတဲ့သူတွေအများကြီးရှိရဲဆိုတော့မိဘသူတွေများရှိမိမယ်လို့တော့ထင်ပါတယ်နော်။ဘာကြောင့်လဲဆိုတော့ကျမတို့ကားတွေစီးရဲ၊ సైకిల్ တွေစီးရဲလမ်းမှာသွားလို့ရှိရင်တချို့ကအချက်ပြမီးို့တော့မှမပြပဲနဲ့ကိုယ့်ကျင်တို့ကိုယ့်သွားတာညီကျမတို့ကိုယ်တိုင်မျက်စိနဲ့မြင်ဘူးတယ်ရှင့်။ဒါလေးတွေတော့ကျမတို့ဒင်းသုံးသက်ချက်လေးရနေပြီးတော့ကျမတိမိတလို့ပြောပြလိုက်ချင်ပါရှင်ရေစည်းကန်လမ်းစည်းကန်နဲ့ပတ်သက်ပြီးတော့ကျမအခုပြောပြတာကပုံမူပြီးတော့လေ့လာထားကြစီချင်ပါရှင်ကျမအခုပြောပြတာကဒါက အဖျားအနာလေးလောက်ပဲပြောပြရပါတော့เนาะရင်စည်းကန်လမ်းစည်းကန်ဆိုတာအခုထပ်ပို့ပြီးတော့နက်နဲပါရဲ့ရှင်ဒါလေးလေးလာပါကိုယ့်ရဲ့ရင်တစ်ခု မောင်းနေတာနဲ့ဒီရင်မောသူတွေအားလုံးရဲ့အသက်ကိုငါးကကာကွယ်ဆောက်ရှောက်ရမယ်ဆိုရယ်စိတ်လေးနဲ့မောင်းမြင်ကြမယ်ဆိုရင်တော့ရင်မတော်ဆမှုတွေနှဲပါမှမယ်လို့ထင်ပါရှင်ဒီဘက်ပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ကျွန်မတို့နိုင်ငံမှာရှိနေတဲ့အခြေခံလောက်ခလာစာနဲ့ပတ်သက်တဲ့ကိစ္စရဲ့လေးတစ်ခုပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်မသတင်းလေးနဲ့ချိတ်ဆက်ပြီးတင်ဆက်ပေးချင်ပါရှင့်အရင်ဆုံးသတင်းလေးတစ်ခုကျွန်မပြောပြပါမယ် ရန်ကုန်တိုင်းခိုင်သာမြို့နယ်မှာဆိုရင်ချမ်းရှိဖက်နှက်ဆက်ယုံတရုံရှိပါရှင့်အဲ့ဒီဆက်ယုံကအတီတက်ဖက်နှက်တွေထုတ်လုပ်တဲ့ဆက်ယုံဖြစ်ပြီးတော့တရုတ်လူမျိုးပိုင်တဲ့ဆက်ယုံဖြစ်တယ်လို့သိရပါရှင့်ဒီဆက်ယုံကလွတ်လုပ်တဲ့အလုပ်သမား6200ကျော်ပါဆိုရင်လောက်ခလာစာ12000ထိတိုးမြင့်ပေးဖို့အတွက်ဆန္ဒပြခဲ့ကြပါရှင့်အဲ့လိုဆန္ဒပြပြီးရဲ့၄ရက်ကြာမှဆိုရင်အလို့သမားဝင်ကြီးဌာနကဒုဝင်ကြီးရနေပြီးတော့လာပြီးတော့စစ်ဆက်ညှိနှိုင်းပေးတယ်။အဲ့လိုစစ်ဆက်ညှိနှိုင်းပြီးရဲ့အခါမှာလောက်ခလာစာတိုးပေးခဲ့တယ်ရှင့်။ဒါမဲ့တိုးပေးတဲ့လောက်ခလာစာက700ကတိုးပေးခဲ့တဲ့အတွက် ဒီလိုမျိုးအဆင်မပြေဖြစ်ပြီးတော့အခုချိန်မှာဆန္ဒပြမှုတွေပြန်လည်လှုပ်ဆောင်နေလို့သိရပါရှင့်ဒါရန်ကုန်မှာဖြစ်နေတဲ့သတင်းလေးတစ်ခုသာဖြစ်ပါရှင့်ပြီးတော့ဒီသတင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်မအနေနဲ့တုံးတက်ပြီးတော့ရှုထောက်ပေါင်းစုံလေးကနေမိဘပြည်သူများတင်ဆက်ပေးကြပါတယ်ကျွန်မနိုင်ငံရဲ့လောက်ခလာစာအခြေခံလောက်ခလာစာနဲ့လည်းပတ်သက်နေရတဲ့ဖြစ်ပါရှင့်ဒီတော့သတင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်မဒီထဲမှာပါတဲ့ဇက်ကောင်တွေအားလုံးကိုထုတ်ထုတ်ပြီးတော့ပြောပေးပါမယ်ရှင့်အဓိကကဒီထဲမှာအဓိကပါဝင်တဲ့ဇက်ကောင်အတိတ်ဖက်နှက်ပေါ့နော်အတိတ်ဖက်နှက်ဆက်ရောက်ဖြစ်တဲ့အတွက်ဒီကုမ္ပဏီက ဘယ်လိုမျိုးတွေရှိလဲကပောက်မှာဘယ်လိုမျိုးသမိုင်းကြောင်းတွေရှိလဲဆိုတာလေးကျွန်မအရင်ဆုံးသတင်းလေးတန်းနဲ့ထုတ်လုပ်ပြီးပြောပြပေးပါမယ်။အဒီတာဖက်နက်ဆိုတော့ရှင်အားလုံးသိရတဲ့အတိုင်းပါပဲ။သူ့ရဲ့ဈေးနှုန်းကဆိုရင်၄သိန်းကျော်ကနေပြီးတော့၁၂သိန်းလောက်ထိတန်ဖိုးရှိတတ်ပါရှင်။ဟိုကပောက်ကျော် brand နဲ့မှာလည်းပါဝင်နေပေါ့နော်။တန်ဖိုးလည်းရှိပြီးတော့ quality လည်းကောင်းတဲ့ company ဈေးခုသာဖြစ်ပါရှင်။ဒီအဒီတာဖက်နက်ဆက်ယုံတွေကဆိုရင်ကဘာတဝမ်းမှာအဲ့လိုမျိုးဆက်ယုံပေါင်းပြောင်များစွာဖွင့်ထားပါတယ်။အဲ့တော့သူတို့တွေကဆိုရင်ဒီအဒီတာဆက်ယုံကပေါ့နော် သူတို့စက်ရုံတွေမှာလောက်ခလာစာဘယ်လိုပေးလဲဆိုတာလေးတွေကိုကျမကဘာတဝမ်းကလောက်ခလာစာရည်နဲ့လိုက်ပြီးတော့လေ့လာဖြစ်ခဲ့ပါရဲ့ရှင့်အဲ့ဒီခါမှာကျမသိရတာကကျမတို့မြန်မာနိုင်ငံမှာဆိုရင်အမေရိကန်ဒေါ်လာ1တသမ2ဒေါ်လာပေါ့နော်အဲ့ဒါပြန်ပြပေးတဲ့လောက်ခလာစာဖြစ်ပါရဲ့ရှင့်ဒေါ်လာ2ကျပ်ကျော်3ကျပ်လောက်ပဲရတဲ့ပုံစံဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံမှာကျတော့အမေရိကန်ဒေါ်လာ8ဒေါ်လာခန့်ပေးပါရဲ့ရှင်။ဒီအဒီဒက်စက်ရုံမှာလွတ်လွတ်တဲ့ဆွဲမော်နော်။ပေးတဲ့ဒေါ်လာ8ဒေါ်လာဟာဆိုရင် သူတို့ရဲ့နေ့စဉ်အသုံးစိမ့်နဲ့မကိုက်ညီဘူးရဲ့ရှင့်သူတို့နိုင်ငံမှာဆိုဒီ10ဒေါ်လာဆိုတာလည်းတကယ်တော့အခြေခံလောက်ခလာစာလို့သိရပါရှင့်အ ਨੇ ဆုံးလောက်ခလာစာပေါ့နော်ဖိလစ်ပိုင်မှာဆိုရင်တော့အမေရိကန်ဒေါ်လာ6ဒေါ်လာပြန်မြအနေနဲ့ပေးရလို့သိရပါရှင့်ဒီငွေဟာလည်းဒီလိုပဲဖိလစ်ပိုင်နိုင်ငံရဲ့အ ਨੇ ဆုံးလာစာသုံးနဲ့ကိုက်ညီနေပါရှင့်အမေရိကန်နိုင်ငံမှာဆိုရင်တော့16.5ခွန်ဒေါ်လာပေးပါရဲ့ရှင့်ဒီငွေကလည်းအမေရိကန်နိုင်ငံရဲ့အ ਨੇ ဆုံးလာစာနှုန်းနဲ့ကိုက်ညီနေပါရဲ့ရှင့် ဒါကြောင့်ဒီအတိတ်ထုတ်လုပ်တဲ့စက်ယုံတွေမှာပေါ့နော်ပေးတဲ့လောက်ခလာစာတွေကနိုင်ငံအလိုက်ကွဲပြားခြားနားမှုတွေရှိရဲဆိုပေမဲ့သူတို့ပေးတဲ့လောက်ခလာစာကအဲ့ဒီနိုင်ငံတစ်ခုရဲ့အ ਨੇ ဆုံးအခြေခံလာစာကိုပဲပေးတယ်ဆိုတာကတော့ထင်သာမြင်သာရှိပါရဲ့ရှင့်ဒီတော့ကျွန်မအနေနဲ့နောက်ထပ်တစ်ဖက်ကိုထပ်ပြီးတော့စုံစမ်းစစ်ဆေးဖို့အတွက်တောင်းဆိုလာပါတယ်။ဒါကြောင့်လဲဆိုတော့ဒီကိစ္စကရှုထောင့်ပေါင်းစုံကကြည့်မှာပဲအဖြေရှာလို့ရမယ့်ကိစ္စဖြစ်နေတဲ့အတွက်ဖြစ်ပါရဲ့ရှင့် အဲကျမနေနဲ့လောက်ကမဥပဒေကိုကျမလေးလာဖြစ်ခဲ့ပါတယ်လေးလာဖြစ်တဲ့အခါမှာဆိုရင်တော့မြန်မာနိုင်ငံမှာအခြေခံလောက်ခလာစာအဖြစ်4800ကျပ်ကို2018ခုနှစ်ဇန်နဝါရီလ2ရက်နေ့မှာတတ်မှတ်ခဲ့တာဖြစ်ပါရှင့် NLD လက်ထက်ကလည်းတတ်မှတ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုမျိုးတတ်မှတ်ခဲ့တဲ့အချိန်တုန်းကအခြေခံလောက်ခလာစာကိုနှစ်နှစ်တစ်ကြိမ်ပေါ့နော်ပြောင်းလဲတိုးမြင့်ပြီးတတ်မှတ်ရမယ်ဆိုပြီးဒီခါလေးဥပဒေတွေမှာပြဋ္ဌာန်းခဲ့ပါရှင့်ဒါပေမဲ့2018ကနေပြီးတော့2024အထိဥပဒေပါအတိုင်းနှစ်နှစ်တစ်ကြိမ် ပြည်သူတွေရဲ့အခြေခံလောကလဆာကိုတွန်းပြတ်တတ်မှတ်ခဲ့ခြင်းမရှိပါဘူးရှင့်။ဒါပေမဲ့2024ခုနှစ်တကြံကာလနောက်ပိုင်းရောက်တဲ့အခါကျမှဒေးဂျေးပေါ့နော်ဒေးဂျေးကို4800မဟုတ်တော့ဘဲနဲ့ထောက်ပံ့ကြီးတစ်ထောင်ထပ်ပေါင်းမယ်။အဲ့ဒီခါမှာဒေးဂျေးကို9800 6500 6800 8200 9500 9500စသဖြင့်ဒီဒေးဂျေးကိုတိုးပေးပြီးတော့လို့သမားခေါ်ယူတဲ့ကိစ္စတွေက2024မှာပြောင်းလဲလာတာဖြစ်ပါရှင့်။ဒီချက်ကိုကြည့်ခြင်းအပြင်2018ခရီးကနေပြီးနှစ်နှစ်တကြိမ်တိုးွားမယ်။ အခြေခံလစာဟာမတိုးခဲ့တဲ့အတွက်အခုလိုပြဿနာဖြစ်တယ်လို့ပဲကျွန်မအနေနဲ့သုံးသပ်ချက်ပါတယ်။ကျွန်မအနေနဲ့ဖြစ်တဲ့အမောက်လေးကိုတွက်ပြမယ်ပေါ့နော်။၂018မှာ၄000ရှိရာဆိုရင်တစ်နှစ်ကို1000နှုန်းလောက်နေပဲပေးတက်လိုက်အောင်ရှင်။ဟုတ်တယ်မလား။2020ဆိုရင်6800ဖြစ်ရမယ်ရှင်။2022ဆိုရင်6800ဖြစ်ရမယ်ရှင်။2024ဆိုရင် 1800ဖြစ်ရပါမယ်ရှင်ဖြစ်တဲ့နဲ့အမောင့်လေးပေါ့နော်အဲ့လိုမျိုးလေးဒါပုံမှန်တိုးသွားခဲ့မယ်ဆိုရင်ဒီလိုပြဿနာမဖြစ်ဘူးလို့ကျမတို့မြင်ပါတယ်ရှင်ဒီတော့2025မှာဆိုရင်တို့တိုးတောင်းတဲ့1200လောက်ထိပေးလို့အတွက်ရနေလောက်ပြီရှင်ဒီတော့အရင်စစ်အမြင့်ပေါ်ဆိုသလို2018ခေတ်ကနေပြီးတော့နှစ်နှစ်တစ်ချိန်လောက်ခလာဆောင်ကိုပုံမှန်မတိုးခဲ့တဲ့အတွက်အခုလိုမျိုးတခါတည်းတိုးရမယ့်ကိစ္စရဲ့ကြီးပေါ့နော်ဒါကြီးကိုအဆက်ရောင်းရလဲလိုက်ရောလို့မရနိုင်ငံတော်ကလည်းပြုတ်ပြင်ပေးလို့မရတဲ့အခြေအနေတွေဖြစ်သွားခဲ့တာဖြစ်ပါရဲ့ရှင့် ကျမတို့အနေနဲ့ပြောရမယ်ဆိုတော့ရှင်ပုံမှန်စာမကျက်တဲ့သူကစာမေးပွဲမှာစာမွဲကန်းနဲ့ရောက်တဲ့အချိန်မှာခက်ခဲသလိုပဲပုံမှန်နေ့စဉ်နေ့တိုင်းအင်စာတွေမလုံးစာမကြည့်တော့စာမွဲကန်းနဲ့တဲ့ထင်ကြတော့ဇောချွေးပြန်ရောဒုက္ခရဲ့ရောက်ပေါ်ပြာလောင်နေတောက်ပေါ်အဲ့တော့ဆ iam မလည်းကဲလို့မရမိဘလည်းကဲလို့မရဘူးနောက်ဆုံးတော့စာမွဲကြလားရှင်အဲ့ဒီဖြစ်စဉ်ကဒီလိုမျိုးကိစ္စတွေကြောင့်ဖြစ်ခဲ့တာဖြစ်ပါရဲ့ရှင်ဥပဒေအရနှစ်နှစ်တစ်ချိန်လောက်သားတွေရဲ့လောကလာစာကိုတိုးပေးရမယ်ဆိုတဲ့အခြေအနေတစ်ခုမှာ ထောင်တိုးမှလား၂ထောင်တိုးမှလား၃ထောင်တိုးမှလားဆိုတာကကုန်စည်နှုန်းချိန်ကြီးကြည့်ပြီးတော့ခက်ကာလာကြည့်ပြီးတော့နိုင်ငံတော်ကစီမံရမှာဖြစ်ပါရဲ့ရှင့်။ဒါကို၂၀၁၈ NLD လက်ထက်ခရေကနေပြီးတော့လေဥပဒေသားပြဋ္ဌာန်းသွားတယ်စီမံသွားခြင်းမရှိဘူးရှင့်။လုပ်ငန်းရှင်တွေကလည်းဥပဒေရှိနေတာသိရသားနဲ့ဒါကိုနှစ်နှစ်တစ်ကြိမ်တိုးပေးဖို့အတွက်ကိုမသိကြဆောင်နေကြရဲ့ရှင့်။အစိုးရကလည်းသတိမပေးဘူး။နှစ်နှစ်တစ်ကြိမ်လောက်ကလာစာတွေတိုးမြင့်ပေးရမယ်နော်ဆိုတာကိုဘယ်သူကမှသတိမပေးဘူး။လုပ်ငန်းရှင်ကလည်းမသိကြဆောင်နေတဲ့အခြေအနေတစ်ခုမှာ အခုလိုမျိုးရုပ်တရက်လောက်ခလာစာတိုးရမယ်ဆိုတဲ့ကိစ္စလည်းကြာပြဿနာတက်ကြအောင်ချင်ဒီပြဿနာတော်တော်ဖြေရှင်းမရတဲ့ကိစ္စဖြစ်မှာမဟုတ်ဘူးလို့ကျွန်မမြင်တယ်။ဘာကြောင့်လဲဆိုတော့လောသမားရဲ့ဘက်ကလည်းတော်တော်ရှော့မှာမဟုတ်ဘူး။ဒီလောက်ခလာစာနဲ့ထမင်းမဝအောင်ချင်ထမင်းမဝရတဲ့အတွက်သူတို့ကလည်းရအောင် တောင်းဆိုမှာပဲ။ဒီတော့လက်ရှိမှာဆိုဆက်ယုံဟာအလုပ်ရနာထားရတယ်စိုးကျိုးတွေဖြစ်လာပြီးမကြခင်ပြဿနာတွေကြီးတက်ခဲ့သေးရှိတော့လုပ်တွေပြုတ်ကြတော့မယ်။ စက်ယုံကလည်းမကျင်နှက်ဘူးတွေဖြစ်လာလို့ရှိရင်ဒီနိုင်ငံမှာလုံးမလုံးတော့ဘူးဆိုပြီးတော့ထွက်ခွာသွားခဲ့လို့ရှိရင်အလုပ်တွေပြုတ်ကြအောင်မယ်ဆိုတော့စိုးကြိုးတွေပဲဖြစ်တာရှင့်အဲ့ဒါဘာကြောင့်လဲဆိုတော့အင်္ဂါမကျေလို့လေဥပဒေပါအတိုင်းသာနှစ်နှစ်တစ်ကြိမ်လောက်ခလာစာတိုးပေးခဲ့မယ်ဆိုဒီလိုပြဿနာတွေမဖြစ်ဘူးရှင့်ပုံမှန်လေးတိုးတဲ့အတွက်ကုံစင်းတော့လည်းထိန်းကြီးနိုင်မယ်လို့ထင်ပါတယ်အခုကဝုန်းကနေဆိုပြီးတက်ပေးလိုက်ဖို့ကြတော့အဆင်မပြေဘူးလေ2018ခရီးရဆိုတော့စဉ်းစားကြည့်ပါအောင်ရှင့် နှစ်ပေါင်းဘယ်လောက်တောင်ကြာပြီလဲရှင်၄၅၆နှစ်မကတော့ဘူးအဲ့ချိန်တည်းမှာဒီမတိုးပေးခဲ့တဲ့အမောက်ကိုသာဆွဲတင်လိုက်လို့ရှင်ကုံစိမ်းနှုတ်ကလည်း light up ကိုအသင့်ဒီတော့အိမ်စာမကျေလို့ဖြစ်တဲ့ပြဿနာတွေပါပဲရှင့်။ဒါကိုကျမတို့လည်းဝင်ရောက်ဖြေရှင်းဖို့တော့ခက်ခဲပါတယ်။အကြံပြုဖို့လည်းတော်တော်ခက်ခဲနေပါရှင့်။ဒါကြောင့်လုံသမားဥပဒေပေါ်တော့လောက်ခလာစာအခြေခံလောက်ခလာစာဥပဒေနဲ့ကိုပြန်ပြီးတော့ကျမတို့ကစမ်းစစ်ပြီးတော့မှသူ့ရဲ့ဥပဒေပါတိုင်းနှစ်နှစ်တစ်ခါတိုးရမယ်ကိစ္စတွေကိုရှေ့လုပ်ငန်းစဉ်နဲ့ရှေ့ဆက်ရမယ်ပေါ့နော်ဒီနှစ်တိမ်မှာ လှုပ်ဆောင်မှုအတွက်ကိုတော့တာဝန်ရှိလာပြီလို့ထင်ပါရရှင်။ပုံမှန်လေးတိုးပြီးသွားလို့ရှင်ပြဿနာမရှိပါအောင်ရှင်လောက်ခလာစာဆိုတာလေအဲ့လိုမှမဟုတ်လို့ရှင်တော့ဒီလိုပဲလှုပ်သမားကြီးဆန္ဒပြတာမလောက်ငှတာလှုပ်သမားကြီးလည်းအဖြစ်သွားပြောလို့မရအောင်နော်။ကျွန်တော်ပြောသလိုပဲလေထမင်းမဝအောင်ရှင်။ထမင်းမဝအလုပ်လည်းမလုပ်နိုင်အဟာရမပြည့်ဘူးရှင်။မိသားစုတွေငတ်တယ်ရှင်။လူတယောက်ငတ်လို့ရှင်ဘာမှမစို့လုပ်နိုင်နဲ့ဆန္ဒပြတော့ကတော့မပြောနဲ့တော့။ကျမနိုင်ငံမှာကိုဆိုလူနိုင်တွေတောင်များနေတာကိုယ့်ရဲ့လုပ်ငန်းကွန်တန်မှာလောက်ခလာစာလေးတိုးလို့ခြင်းလို့ငိမ့်ချမ်းစွာဆန္ဒပြရတဲ့လူအောက်ကိုပြင်မြင်လို့မရအောင်ချက် ဒါကြောင့်ကျွန်မနိုင်ငံကတော့အဲ့ကိစ္စတွေကတော့တော်တော်အားနည်းချက်ဖြစ်နေပါတယ်။ဥပဒေတွေကစာရွက်ထဲမှာပဲရှိနေပြီးတော့ဘယ်သူမှလေးစားလိုက်နာခြင်းမရှိတဲ့နိုင်ငံဟာအင်မတန်ရှက်ဖို့ကောင်းပါတယ်ရှင့်။ကျမတို့ကိုယ်တိုင်ကကျမတို့ထုတ်ထားတဲ့ဥပဒေပေါ်မှာတံပိုးထားတတ်ရမယ်။ဒီဥပဒေကိုလိုက်ပါလှုပ်ဆောင်မှုအတွက်ကိုကျမတို့ကိုယ်တိုင်ကအစိုးရအဖွဲ့အစည်းတွေကိုယ်တိုင်ကကဩဇာအာဏာရှိရှိနဲ့ဒီလုပ်ငန်းဆောင်တာတွေဖြစ်ပြီးစီလှုပ်ဆောင်မှာရမယ်ရှင့်။ဒီတော့မှကျမတို့ရှေ့ဆောက်ရှေ့ရှောက်ပေါ်တော့ပြဿနာရက်တွေမဖြစ်မှာဖြစ်ပါတယ်။လုံးမဟုတ်ဆိုရင်တော့ဥပဒေကတတ်တတ် ဥပဒေကိုမဖော်ဆောင်တာတသက်ပြဿနာဖြစ်တော့တသက်နဲ့ဘသူ့ကိုတရားခံရှာလို့ရှာမှမသိရဲ့အခြေအနေတွေဇက်တိုင်ဖြစ်ပေါ်နိုင်ပါရဲ့ရှင်ဒါဆိုတော့နိုင်ငံတော်တော်ကောင်းစားလုံးဝမရှိပါဘူးရှင်ဒါလေးကိုပဲကျွန်မအနေနဲ့ရင်းသုံးသက်ချက်လေးနေနဲ့ပြောပြလိုက်ပါစေရှင်ဒီပတ်ပြည်သူများရှင်ကျွန်မကတက်ဆက်ပေးချင်တာကတော့ကမ်ဘလူးမြို့နယ်ကသတင်းလေးတစ်ခုသာဖြစ်ပါရဲ့ရှင်ကမ်ဘလူးမြို့နယ်ဟာဆိုရင်ဆေးဘေးရှောင်တွေပေါ်မှာတာဝန်ကြီးခဲ့ပါပြီရှင့်အဲ့ဒါလေးကိုကျွန်မသတင်းမှတ်တမ်းထပ်ပေါ်နေတဲ့ဘက်ပြသပါမယ်ရှင့် ကမ်းမြူမြို့နယ်မှာဆိုရင်ယာယီနေရဆွန့်ခွာရတဲ့ပြည်သူတွေကိုပံ့ပိုးငွေပေးရခဲ့ပါရှင့်ကမ်းမြူမြို့ကိုတဲ့အကြမ်းဖက်ဖြစ်စဉ်တွေကြောင့်ရောင်းရှိခဲ့ရတဲ့ယာယီနေရဆွန့်ခွာပြည်သူတွေကိုအမျိုးသားတဘာဝပေးအပ်နေရဲ့ဆိုင်ရာစီမံခန့်ခွဲမှုရောင်းပုံငွေရနေပြီးတော့တဦးကိုပံ့ပိုးငွေကျပ်2000လုံးနဲ့ပေးရခြင်းခံနာကိုမေလ19ရက်နေ့မွန်လတနင်္ဂနွေကကမ်းမြူခရိုင်ကမ်းမြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန့်မှန်းမှာကျင်းပခဲ့ပါရှင့်မှတ်တမ်းတပ်ပုံလေးတွေကိုလည်းကြည့်ရှုလိုက်ပါအောင်ရှင့် အဆိုပါပေးရပွဲမှာတဲ့တာဝန်ရှိသူတွေကဒီအကြမ်းဖက်ဖြစ်စေနေကြပေါ့နော်ဒေသအသီးသီးကနေကန့်ဘလူမြို့နယ်ကိုရောက်ရှိလာတဲ့ယာယီနေရဆွန့်ခွာသူပြည်သူ82ဦးကိုဖေဗူလာနဲ့မတ်လအတွက်တဦးကိုပံ့ပိုးငွေကျပ်4000ကျပ်တတိနဲ့စုစုပေါင်းငွေကျပ်16,400ကျပ်ကိုယာယီနေရဆွန့်ခွာပြည်သူတွေလက်ကိုပေးအပ်ခဲ့တယ်ဆိုပြီးသိရပါရှင့်ဓာတ်ပုံမှတ်တမ်းတွေကိုပေးအပ်ခဲ့တာဖြစ်ပါရဲ့ရှင်။ဒီမှာအနေနဲ့ဟိုရဲ့တရားလည်းစပေးဆောင်လေးပေါ့နော်တလ2000ရမယ်ကိစ္စလေးကြီးကြန့်ကြာနေရလေးကျွန်မပြောပြဖို့ပါရှင့်။ အခုတော့ဒီကမ်ဘလူဟာဆိုရင်ကျမအင်မတန်ကိုကျေးဇူးတင်ပါတယ်ကမ်ဘလူမျိုးနဲ့တာဝန်ရှိရတဲ့တွေပေါ့နော်အခမ်းအနားနဲ့ကိုပေးလိုက်တဲ့ပြီးရောအငင်းပေါမှုလည်းမဖြစ်တော့ဘူးပြဿနာလည်းမဖြစ်တော့ဘူးသူတို့တာဝန်ကြီးတယ်ဆိုတော့လည်းမှတ်တမ်းမှတ်ရလေးတမိုင်းမှတ်တမ်းလေးဖြစ်သွားတာပေါ့ရှင့်အခြားမျိုးနယ်လည်းဒါနမူနာယူခြင်းလည်းဆိုရှုလို့ရရယ်နော်အဲ့လိုလေခမ်းအနားလေးနဲ့ပေးလိုက်တော့မကောင်းလားရှင့်ပြည်သူလည်းအငင်းမပွားတော့ဘူးပေါ့ရှင့်ဘာဖြစ်ဖြစ်တရားသူတို့ဆိုတာနှစ်လစာပေးတာပေါ့နော်ဖေဗူလာနဲ့မတ်လအတွက်နှစ်လပေါင်းပြီးတော့တအုပ်၄000ချက်ပေးခဲ့တာဖြစ်ပါရှင့် ဘလို့ပဲဖြစ်အခုချိန်မှာကမိသားစု9ယောက်ရှိလဲတင်းရတာပေါ့ရှင်အဲ့ဒီတသိန်းလေးကအိမ်ငါကလေးအဆင်ပြေဆိုလဲမစိုးဘူးပေါ့ဟုတ်တယ်မလားဆန်ကလေးရရဆိုလဲမစိုးဘူးဆန်ဝယ်စားလို့ရရရှင်ဒါကြောင့်အခုလိုမျိုးအစည်းအဝေးလေးနဲ့ဒေချာလေးပံ့ပိုးပေးတာဒီလိုမျိုးလေးပွင့်လင်းမြင်သာစွာနဲ့ပေါ့နော်ထောက်ပံ့ငွေလေးပေးအပ်တာတော့ကျမတို့ကြိုးစုံကုန်ပြုပါရှင်အခြားမျိုးနယ်တွေလည်းအတူယူပြီးတော့အခုလိုပဲပြည်သူတွေစီကိုပေါ့နော်မှန်ကန်စွာထောက်ပံ့နိုင်ပါစေလို့ကျမအနေနဲ့ဆန္ဒပြုပါရှင်မိဘပြည်သူများရှင်ကျမခုတင်ဆက်ပေးမယ့်အစီအစဉ်လေးကတော့ပြည်သူအတန်ခမ်းနာလေးပါဖြစ်ပါရှင် ကျမတို့စီကိုပေးပို့တဲ့ပြည်သူအတန်စာပေလေးတွေကများပြားတဲ့အတွက်အလှည့်ကျဖတ်ရှုပေးပါမယ်ရှင်။ကျမဒီနေ့ဖတ်ပြပေးမှာကတော့ရှမ်းပြည်နယ်ကနေကျမတို့စီကိုရောက်လာခဲ့တဲ့စာလေးဆောင်တာဖြစ်ပါရှင့်။စာပါအကြောင်းအရာလေးကိုကျမပြည့်စုံဖတ်ပြပါမယ်ရှင်။အမရေတဲ့အခုပေးပို့တဲ့ပြည်သူအတန်လေးကိုပြည်တော်စုအစိုးရသိအောင်ဖတ်ပြပေးပါ UWSA ကသူ့ရဲ့တစ်ခွန်တဲ့ စစ်ဒေသအောက်မှာအသစ်ဖွဲ့စည်းထားတဲ့တပ်မဟာခွန်သစ်တုံးအတွက်တပ်သားတက်စုဆောင်နေပါတယ်အမားတဲ့မေလစမ်းပိုင်းကစပြီးတော့တန်ရန်မြို့နယ်ကကြေးရွာအုပ်စုအားလုံးကအောက်ချွေမှုတာဝန်ရှိတဲ့လူတွေကိုခေါ်ပါတယ်တဲ့ပြီးရခါမှာမေလ20ရက်နောက်ဆုံးထားပြီးတော့စစ်သားတွေစုဆောင်ရမယ်ပြီးရခါမှာသူတို့ဝါတဖွဲ့စီကိုပို့ဆောင်ပေးရမယ်ဆိုပြီးပြောသွားပါတယ်တဲ့သူတို့ကပြောပါတယ်အမရေတဲ့စစ်တန်းန်း6လပဲတက်ရမယ်ပြီးတဲ့အခါမှာမိမိရက်ရွာဒေသအတွက်လုံခြုံရေးပြင်လို့ရမယ်လို့ပဲပြောပါတယ်တဲ့ ဒါမဲ့အမရဲတဲ့ရှမ်းပြည်နယ်မှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက်ရွာလူတွေကကြောက်ကြတယ်လို့ပြောပါရရှင်။ကျေးရွာတွေကအနည်းဆုံး30ကနေလူရောက်50ကျားစစ်သားစုဆောင်ပြီးပို့ပေးရမယ်လို့ပြောသွားပါတယ်အမရဲတဲ့။ဘယ်လူမျိုးမဆိုဘဲပါတာမဆိုရတယ်ဆိုပြီးတော့လည်းပြောပါတယ်တဲ့စစ်သားတပ်တွေမစုဆောင်ပေးနိုင်ဘူးဆိုရင်ကျေးရွာအုပ်ချုပ်မှုတွေကဟုန်ပန်းဆိုင်ပြိုးရေးချံမှာတောင်းရောက်ပြီးတော့ဖြည့်ရှင်းရမယ်ဆိုပြီးကျွန်တော်တို့မိတ်ပေးသွားပါတယ်တဲ့။ 2024တော့ကလည်းတန်ရန်မြို့နယ်တွေကဝါလူမျိုးမိသားစုတွေကိုအိမ်အောင်စုစင်ကောက်ပြီးတော့စစ်မှုထမ်းဖို့စစ်သားစုဆောင်တာရှိပါတယ်တဲ့ဒါပေမဲ့အခုကကြတော့ဝါလူမျိုးတွေမကအခြားလူမျိုးတွေကိုပါစုနေလို့ဂျွာတွေကအချို့လူတွေကထွက်ပြေးကုန်ကြပါပြီအမရဲ့ ကျွန်တော်တို့ဒေသခံတွေကတန်ရဲမြို့နယ်အတွင်းမှာဒီဝအဖွဲ့အစည်းအရပေါ့နော်စစ်သားတွေစုဆောင်းနေတဲ့ကိစ္စတွေမလုပ်ဖို့နဲ့ပြီးတော့ကျွန်တော်တို့စက်ကြီးကောက်နေတဲ့ကိစ္စတွေမလုပ်ကြဖို့အတွက်ကိုတဲ့ကျွန်တော်တို့ SSPP နဲ့ SSC အဖွဲ့တွေစီကိုကိုညီတောင်းခံတဲ့စာလေးလည်းပေးပို့ခဲ့ပါတယ်။ဒါပေမဲ့ဒီအဖွဲ့တွေကကျွန်တော်တို့စီကိုယနေ့ထိအကြောင်းမပြန်သေးပါဘူးခင်ဗျာ။ဒါကြောင့်ကျွန်တော်တို့ပြည်သူအတန်လေးကိုပြည်တော်စုအစိုးရတည်အောင်ဖတ်ပြပေးပါဆိုပြီးပြောလာပါတယ်ရှင့်။ကျွန်တော်တို့ကလည်းလက်နက်ကင်အဖွဲ့တွေလည်းမဝင်ချင်ပါဘူးမရဲတဲ့ဒါကြောင့်ကျွန်တော်တို့ကူညီပေးပါအောင်ဆိုပြီးပြောကြားထားပါရဲ့ရှင့် ကျွန်မဒီစာနာလေးဖတ်ပြီးရခါမှာရင်မောသွားပါရဲ့ရှင်။ဘာကြောင့်လဲဆိုတော့ကျွန်မနိုင်ငံမှာကကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဆိုတာရှိရပေါ့နော်။ဒါနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုဒီပြည်တော်စု အစိုးရအာဏာရဲ့ကင်းလို့ရနေရမှာရှိနေမဟုတ်ဘူးရှင်။အားလုံးဟာပြည်တော်စုအစိုးရအာဏာစီစဉ်တဲ့အတိုင်းပဲအတိအကျလုံးဆောင်ရတာပေါ့နော်။ဒီလိုဒီဝါတခွဲလို့ပါတို့ကစစ်သားစုဆောင်တဲ့ကိစ္စရပ်တွေကဒီလိုမျိုးလုံးဆောင်နေရဆိုတဲ့အရာကကျမတို့ဘလို့သွားပြီးတော့ပြောရမှာလို့မသိတော့ဘူးရှင်။တန်ရန်ဆိုတာကတန်ရန်မြို့อ่ะပေါ့နော်။ ဝါရဲ့ကိုပေါအချုပ်ကိုရဒေသတွေမှာရှိနေမျိုးမဟုတ်ဘူးရှင့်။သူနဲ့နေနေချင်းထိဆက်နေတဲ့မျိုးပဲ။အဲ့ဒီမျိုးမှာဆိုရင်တိုင်းရင်းသားတွေနေကြတယ်ပေါ့နော်။အဓိကရှမ်းလူမျိုးတွေနေကြတယ်လို့သိရပါတယ်ရှင့်။အခုဆိုသူတို့ဒီဒုက္ခရောက်နေရင်သူတို့ဘယ်သူကဲတင်မှာလဲရှင့်။တန်ရန်ကိုဝါအခွဲတွေဝင်ရောက်လာခဲ့တာကဒီတစ်တုံညာနှစ်ခုဒုတိယနိုင်နောက်ပိုင်းကနေပြီးတော့တက်မတော်နဲ့ညှိနှိုင်းပြီးတော့မျိုးရဲဝင်လာခဲ့တယ်ဆိုပြီးတော့လေကျမတို့အားလုံးသိနေတာကိစ္စဖြစ်ပါတယ်။ဒီတော့ဒီလိုကိစ္စရဖြစ်နေတာတက်မတော်ကမသိဘူးလား။မျိုးရဲ့ လုံးချုပ်ရေးမြို့ရဲ့ကိစ္စရတွေကိုဝအခွင့်အရေးပြားဝိုင်းဝန်းလှုပ်ဆောင်ပေးနေရလို့တပ်မတော်ကသတ်မှတ်ထားရဲဆိုရင်အခုလိုမျိုးလူသစ်စုဆောင်တဲ့ကိစ္စတွေရရောဘလို့အကြောင်းပြချက်တင်နေလုပ်နေရလဲရှင့်ဝအခွင့်အရေးရတစ်ဖြည်းဖြည်းတစ်ဖြည်းဖြည်းအင်အားစစ်အင်အားပေါ်တော့ကြီးမောက်လှုပ်ဆောင်နေတဲ့အခြေအနေတစ်ခုမှာတပ်မတော်အနေနဲ့ရောသူ့ရဲ့လှုပ်ဆောင်ချက်တွေပေါ်မှာစမ်းစစ်ဖို့အတွက်အခြေအနေတစ်ခုလည်းမပေးသေးဘူးလားရှင့် ကျမတို့ကစည်ရေးစည်ရာတွေကမပြောချင်ပါဘူးရှင်။ဘာကြောင့်လဲဆိုကျမတို့အပြည့်အဝနားလည်နိုင်တဲ့အခြေအနေတခုမရှိရတော့မပြောတာပါ။ဒါပေမဲ့အခုချိန်မှာဆိုရင်ပြည်သူတွေကဒုက္ခရောက်နေကြပြီရှင်။ဒီဝါဖွဲ့စည်းရဲ့စစ်သားစုဆောင်မှုကိုပြည်သူတွေလက်မခံအောင်ရှင်။သူတို့ဖွဲ့စည်းရတဲ့မဝင်ချင်ဘူး။ဒီတော့သူတို့ကဘယ်သူကကယ်မှာလဲရှင်။သူတို့အနေနဲ့အားကိုးရရှာပြီးတော့ SSPP တို့ SSA တို့စီစာပို့တယ်။ဒါပေမဲ့ဘယ်သူကမှသူတို့အဖက်မလုပ်ဘူး။တက်မတော်ကရောသူတို့ကယ်တင်ပေးနိုင်မှာလား။ဒီမေကုန်းတွေဟာ ကျွန်မဒီကနေသာထိုင်ပြီးစဉ်းစားနေတာကျွန်မစဉ်းစားနေရင်အပြေမထွက်ပါဘူးရှင်ဒီပြည်သူတွေလည်းအပြေမထွက်တဲ့အတွက်ကျွန်မတို့စီကိုဒီလိုမျိုးစာပေလေးပေးဖို့လာတယ်ကျွန်မမြင်ပါတယ်ရှင်သူတို့အားကိုးရရှာတယ်လို့ပဲကျွန်မမြင်ပါတယ်ဒါပေမဲ့ကျွန်မမီဒီယာတစ်ခုအနေနဲ့ကတော့ဒါလေးကကိုညင်တဲ့ကိစ္စဟုတ်မနေဘူးရှင်ဒါကြောင့်သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေသိနိုင်အောင်ပဲကျွန်မတို့ဖတ်ပြပေးတာဖြစ်ပါတယ်ပြည်သူတွေရဲ့အစိုးရပူပန်မှုတွေကတော်တော်ကိုရေချိန်မြင့်တက်နေပြီဖြစ်တဲ့အတွက်ရေစုမှတ်မကြောခင်မှာပေါ့နော်ပြည်သူတွေစိတ်အနေလုံးအေးချမ်းစေဖို့အတွက် နေစဉ်ဘဝတွေကိုအေးချမ်းစွာဖြတ်သန်းနိုင်မှုအတွက်ဒီလိုလက်နက်ကင်အဖွဲ့အစည်းတွေကစစ်သားစုဆောင်မှုတွေပြုလုပ်နေရဲဆိုတာလေးကိုတက်မလို့ကကူညီတားဆီးပေးဖို့ရှိမရှိဆိုတာလေးကိုလည်းကျွန်မမေးခွန်းလေးထုတ်လိုက်ပေးချင်ပါရှင့်ကျွန်မနိုင်ငံမှာပင်မအားကိုရာတက်မလို့သားရှိပါရှင့်မြမတက်မလို့တစ်ခုသားရှိပါရှင့်ဒါကြောင့်ဒီမေးခွန်းလေးကိုမြမတက်မလို့စီကိုပဲကျွန်မဘေးညံ့တာဖြစ်ပါရှင့်လက်နက်ကင်အဖွဲ့အစည်းတွေကတော့အားလုံးသိကြတဲ့အတိုင်းပါပဲရှင့်သူတို့အချင်းချင်းကတော့အကျိုးစီးပွားတွေလည်းပတ်သက်ထားကြတယ်ပူးပေါင်းထားကြတယ် ပေါ့နော်နိုင်ငံတော်အပေါ်မှာတစ္ဆာရှိလားမရှိလားဆိုတာတော့မှကျမတို့မသေးကွဲဥဖြစ်နေရဲ့ရှင်အဖွဲ့စည်းကြလေတက်မတော်ကိုပေါ်တင်ကြီးကိုလက်နက်နဲ့ကင်ပြီးတော့တိုက်ခိုက်နေတဲ့အဖွဲ့စည်းလည်းရှိသလိုတက်မတော်ကိုမတိုက်ခိုက်ဘူးဆိုရင်လည်းအဲ့ဒီတက်မတော်တိုက်ခိုက်တဲ့အဖွဲ့တွေနောက်ကနေပတ်ပြီးတော့ထောက်ပံ့နေတဲ့အဖွဲ့တွေလည်းရှိကြနေရှင်ဘယ်အဖွဲ့စည်းကနိုင်ငံတော်နဲ့မြမတက်မတော်ပေါ်တစ္ဆာရှိလဲဆိုတော့အခုချိန်မှာကျမတို့ဘလို့မှစင်စားလို့မရတဲ့အခြေအနေတစ်ခုဖြစ်နေပါရှင့်ဘသူ့ရုံလုံးရုံကမှမသိတဲ့အခြေအနေတစ်ခုဖြစ်ပါတယ် ဒါပြင်တိုင်းသားလက်နက်ကိုင်တွေအားဆိုရင်တို့အချင်းချင်းကအကျိုးစီးပွားတွေဆက်ဆက်ထားကြတော့သူတို့ရဲ့တပ်ဆိုင်ရာတပ်ဆိုင်ရာလူမျိုးတွေကိုလည်းကူညီဆောက်ရှောက်ခြင်းမလုပ်ဘူးရှင့်ဥပမာအခုဆိုရင်ရှမ်းလူမျိုးတွေကိုဝရီအနိုင်ကျင့်တာရှိရဲ TNL တွေအနိုင်ကျင့်နေ MND တွေအနိုင်ကျင့်နေရှမ်းတပ်ဖွဲ့တွေမကူညီနိုင်ဘူးရှင့်ဒါကလည်းတော်တော်ရင်နာဖို့ကောင်းတဲ့ကိစ္စပါပဲเนาะဒီရှမ်းတက်ဖွဲ့တွေအားဆိုရင်လည်းရှမ်းလူမျိုးတွေရဲ့ထောက်ပံ့မှုနဲ့ပဲရည်တည်နေတာလေ ဟုတ်တယ်မလားတခြားဝင်ဝင်လမ်းကြောင်းတွေရောရှိရင်ရှိမှာပေါ့ရှင်ဒါလေးတော့စမထည့်မပြောတော့ပါဘူးဒါပေမဲ့ရွာတွေမှာဆိုရင်စက်ကြေးကောက်တာတွေလောက်ကြတာပဲဒီတော့ဒီကြေးရွာသူကြေးရွာသားတွေချွေးတဲ့စားနဲ့ရက်တည်နေတဲ့အဖွဲစည်းတွေကကြေးရွာသူကြေးရွာသားတွေဒုက္ခရောက်တဲ့အချိန်ကြတော့လှည့်မကြည့်နိုင်ကြဘူးဘယ်သူမှလည်းကုညီဆောင်ရှောက်ခြင်းမလုပ်ကြဘူးအခုစာပို့ပေးတာတော့မှစာမပြတ်နိုင်တဲ့အဆင့်ထိဆိုတော့ကျမတို့ကပဲတက်မတော်ကုညီပါအောင်ဆိုပြီးတော့ပဲကြားရက်ကုညီတောင်းပေးရတာပေါ့ရှင် ဒီလိုလက်လက်တွေခြံရတဲ့အကြောင်းရင်းမေးလိုက်လို့ရှင်လဲအောင်းလုံးကကိုစီကိုစီကိုလူမျိုးကာကွယ်ဆောက်ရှောက်ဖို့ကြည့်ပဲအခုကာကွယ်ဆောက်ရှောက်ဖို့လိုနေပြီလေအဲ့လက်လက်ကြီးရဲ့ကာကွယ်ဘာလို့ကြမှာလဲရှင်နည်းနည်းပါးပါးကူညီဆောက်ရှောက်ကြပါအောင်ကြည့်ရောမှာရှိတဲ့သူတွေကိုမြမတက်တော်ကဒီချိန်မှာအရန်ကိုအလုပ်တွေများပြီးတော့အားလုံးကိုကာကွယ်ဆောက်ရှောက်နိုင်ခြင်းမလုပ်သေးနိုင်တဲ့အခြေအနေမှာကိုလူမျိုးနဲ့တက်ဆိုင်ရာတက်ဖွဲ့လေးတွေကနည်းနည်းပါးကိုလူမျိုးကိုဆောက်ရှောက်ကြပါအောင်ရှင်အခုဝါအဖွဲ့ကဝင်ပြီးတော့လူဆွဲနေပြီရှင်စစ်သားတွေစုဆောင်းနေပြီ အခြားတိုင်းသားလက်လက်ကိုင်တွေဘာလုပ်ကြမှာလဲကို့တိုင်းသားတွေဝတ်တက်ဖွဲ့တွေမှာစစ်သားတွေဖြစ်ကုန်ကြပြီလေအဲ့ဒီလူတွေကိုဝကဘဲပုံလဲဆိုတာလည်းမသိဘူးရှင့်အဲ့ဒါကိုလူတို့ကဘာလုပ်ကြမှာလဲမြန်မာကားရဲ့လိုပဲပြောရတယ်မလူတို့ဘာလုပ်ကြမှာလဲဝကလုပ်ချင်အောင်လုပ်နေလူတို့ဘာလုပ်ကြမှာလဲစစ်ပွဲဆိုတာမကြိုက်တဲ့ပြည်သူတွေမြန်မာပြည်မှာအများကြီးရှိပါတယ်ရှင့်တော်တော်များများရှိပါတယ်ဒါကြောင့်အားလုံးကစစ်တိုက်ချင်းနေတယ်လက်နက်ကအခွဲစည်းတဲ့ဝင်ချင်းနေရလို့မထင်ပါနဲ့ရှင်ဘယ်သူမှမဝင်ချင်ပါဘူး တောသူတောင်သားတွေပို့ဆိုပါတယ်ကိုယ့်အကိုရာမြေလေးစိုက်ပြီးအေးချမ်းချမ်းနေကြတာရှင်ဒီရှမ်းပြည်ပတ်မှာနေတဲ့သူတွေကလေအဲ့တော့အတင်းအထမသူများသားသမီးကိုတခါရဲ့ဟိုစစ်သားစုဆောင် ပြီးတော့အဲ့လိုတွတ်ထက်နေရဲဆိုတော့ဒါမတရားသောကိစ္စရှင်နိုင်ငံတကာသိရင်လည်းအဲ့ဒါရှက်ဖို့ကောင်းတဲ့ကိစ္စမှာနော်ဒါလေးတော့ကျွန်မအနေနဲ့ပြောပြလိုက်ချင်ပါတယ်ကျွန်မအနေနဲ့ဒီဒေတာမှာရှိတဲ့အတိုင်းအတာလေးတွေကိုပြောပြချင်တာကတော့ကျွန်မတို့ prime media အနေနဲ့စာနော်လေးဖတ်ပြရောင်းလွယ်လို့ရှင်အခြားကူညီမှုမပေးနိုင်တာတော့ကျွန်မစိတ်မကောင်းပါဘူးရှင် ဒီဒေသမှာနေတဲ့မိဘပြည်သူတွေနဲ့လူငယ်လေးတွေအားလုံးတိုင်းနာလက်နက်ကိုင်တွေရဲ့အတင်းအထမလူသေးစုဆောင်ကနေဝေကင်းဝေးကြပါစေလို့ဒါကျွန်မအနေနဲ့ဆန္ဒပြုပါရခင်ဒါပေမဲ့ဒီဆန္ဒလေးဟာကျွန်မဆန္ဒသာပြုလိုက်ရတာပါပြေဝါခြင်းရှိမှာမဟုတ်ဘူးဆိုတာတော့ကျမကိုယ်တိုင်ပဲသိနေပါရဲ့ရှင်။ဒီပပီသူများရှင်ကျမတရင်သုံးသက်ချက်လေးကိုဒီနေ့မှဒီလောက်နေပဲရှင်းနာပြစီရှင်။ကျမတရင်သုံးသက်ချက်လေးတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိပပီသူများအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေလို့ကျမတို့ Prime Media မိသားစုမှစုတော်မေတ္တာပို့သလိုက်ရပါရဲ့ရှင်။